ဂျပန်နိုင်ငံဟာနည်းပညာတိုးတက်မှုနဲ့အတူရင်ကျေးမှုထုံးနှံတဲ့လိုက်တွေကိုလည်းပြည့်ပြည့်ချင်းမပြည့်တဲ့နိုင်ငံတနိုင်ငံဖြစ်ပြီးတော့တွားရောက်လေပတ်ဖို့လည်းအကောင်းဆုံးသောနိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်ဂျပန်နိုင်ငံဟာတန်ရှင်းမှုအပိုင်းနဲ့ကျမိုင်းနဲ့ညီညွတ်တဲ့နိုင်ငံအဖြစ်လူသိများသလိုကြော်ညာတွေကအတိုင်းအပြင်မှာထထူညီရဲ့အစားအသောက်တွေကိုရောင်းချတဲ့နိုင်ငံအဖြစ်လည်းဂုဏ်ပြုခြင်းခံရပါတယ်။နောက်ပြီးဂျပန်နိုင်ငံဟာဖပောင်းဆောင်မှာအကောင်ဆုံးဖြစ်တဲ့နိုင်ငံဆိုတာတန်တရားဝင်စရာမလိုပါဘူး။ဂျပန်ရဲ့အလှတရားနဲ့တိုးတက်မှုတွေကထူးခြားပြောင်မြောက်လာပါတယ်။ ခင်မင်ဆန်းတဲ့မိုးမြော်တိုက်ကြီးတွေကနေစပြီးတော့စစ်စင်ရကောင်းတဲ့ပစ္စည်းအစမ်းလေးတွေအထိဂျပန်နိုင်ငံအထူးခြားဆန်းပြောင်းပြီးတော့အမခန့်နဲ့နိုင်ငံပဲဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့မှာတော့ကျမကဂျပန်နိုင်ငံမှာမှတွေ့လို့ဘယ်နေရာမှာမှမတွေ့နိုင်တဲ့အရာ15ခုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဟိုတယ်အသေးစားလေးများဒီလိုဟိုတယ်အသေးစားလေးတွေကခင်မီစမ်းသစ်ပြီးတော့လာရောက်တဲခုသူတွေကိုအတွေ့အကြုံတွေရအောင်ခေါ်ဆောင်ပေးသွားမှာပဲဖြစ်ပါတယ်။စိတ်ကူးရင်သိပ္ပံဇလန်လေးကလိုမျိုးဒီကအလုံခန်းလေးတွေက ဂျပန်ရဲ့လူထုတက်တဲ့မျိုးကြီးတွေမှာတင်အနာရှုံနိုင်မှုအတွက်ဈေးသက်သာပြီးတော့တထောင်တထောင်ရှိစေနိုင်မယ့်အခန်းလေးပဲဖြစ်ပါတယ်။တနေရာစားအတွက်တဲခုမဲ့လူတွေအတွက်ကတော့ဒါတော်တော်လေးကိုစိတ်ရှိစေမှာပါ။ပြီးတော့လေဘက်သူတွေကဘာကုန်းမှစိတ်ပူစရာမရှိအောင်ဒီကကပ်ဆယ်ဟိုတယ်အသေးစားလေးတွေကတန့်စင်ကန်းတွေတီဗီတွေအစားအသောက်ဝန်ဆောင်မှုတွေစိတ်ပန်းဖြေနိုင်တာလေးတွေအခမဲ့ဝိုင်ဖိုင်တွေဖုံးအားသွမိုးနေရာတွေစောင်းနေအချောင်းဝန်ဆောင်မှုတွေကိုလည်းပေးထားပါသေးတယ် ဒီကပ်ဆယ်ဟိုတယ်သေးစားလေးတွေကိုမြို့ကြီးတွေရဲ့အဓိကဘူတာတွေအနီးမှာတွေ့ရတတ်ပြီးတော့တ냐တာအေးဖို့အတွက်နေရာကိုဈေးတက်တက်တတလေးနဲ့ရှာနေတဲ့လူတွေအတွက်တော့တော်တော်လေးကိုအဆင်ပြေပါတယ် ကပ္စင်ဟိုတယ်ဒီစားလေးတွေကအခြားပုံမှန်ဟိုတယ်တွေနဲ့အဆင့်မြင့်ဟိုတယ်တွေထက်ဈေးပိုသက်တာပြီးတော့သူတို့ရဲ့အင်တွေကိုလည်းနေရာတစ်ခုအင်ရနဲ့တာယာရဲ့နေရာတစ်ခုကိုပေးနိုင်ပါတယ်။ဒါဟာတညကိုဂျပန်ယန်3000ကနေ4000ကျားကျတက်မှာဖြစ်ပြီးတော့တခြားပုံစံတွေထက်အဆင့်မြင့်ပြီးဈေးပိုများတဲ့ကပ္စင်ဟိုတယ်အသေးစားလေးတွေကိုလည်းတိုချိုချိုတိုနဲ့အိုဆာကာမျိုးတဝိုက်နားမှာလည်းမကြသေးမီကမှဖွင့်လှစ်ထားပါသေးတယ်။ ဒါအပြင်တချို့ဟိုတယ်တွေမှာဘားတွေနားနေခန်းတွေဂိမ်းစောတဲ့ခန်းတွေနဲ့ vending machine လို့ခေါ်တဲ့အယောင်ဆက်တွေအဝတ်ရောင်တွေဝန်ဆောင်မှုတွေအင်တာနက်နဲ့မန်ဂါစာကြည့်တိုက်တွေလည်းရှိနေနိုင်ပါတယ်။ဒီကကပ်ဆယ်ဟိုတယ်အသေးစားလေးတွေကအစားအုံးကတော့အမျိုးသားတွေကိုပဲဝန်ဆောင်မှုပေးခဲ့တာဆိုပေမဲ့အခုတော့အမျိုးသမီးဧည့်သည်တွေကိုပါကျူးစွန်နေကြပြီဖြစ်ပြီးဒီကကျမတည်တဲ့အခန်းတွေအတွက်ပါဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ နိုင်ငံခြားခီးသောဧည့်သည်တွေကလည်းအင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ website တွေမှာကျူတင်ခန်းရွေးနိုင်တဲ့ဝန်ဆောင်မှုပေးတဲ့ဒီလိုကပ်ဆယ်ဟိုတယ်အသေးစားလေးတွေကိုသဘောထားကြပါတယ်။ အရင်ခေတ်တွေကကပ်ဆယ်ဟိုတယ်အသေးစားလေးတွေကတော့တိတိတမာ1မီတာကျယ်ပြီးတော့1မီတာလောက်ရှိက1မီတာအမြင့်လောက်ရှိပြီးတရားဝင်ကတင်ကိုဖိုက်ပါမှန်တွေနဲ့ပပတ်လေတိဆောက်ထားတာပဲဖြစ်ပါတယ်။ပုံမှန်အဖြစ်ကပ်ဆယ်နှစ်ထပ်အခန်းလေးတွေဟောကန်တစ်ခုရဲ့တစ်ပတ်တစ်ချက်မှာထည့်ထားပြီးတော့ဒီကပ်ဆယ်အခန်းတစ်ခုစီတိုင်းမှာစောင်းတွေခြုံတွေတွေနဲ့ခေါင်းတွေထည့်ထားပြီးတော့အလင်းမောင်ချိန်တိုင်းနဲ့မီးသီးအလန်းနာကြီး TV နဲ့ရေဒီယိုတွေကိုပါထည့်သွင်းပေးထားတာပဲဖြစ်ပါတယ်။ နောက်ထပ်တင်ရေကိုရေးကိုတာကိစ္စအတွက်အပေါင်းဝါနာကလိုက်တာဒါမှမဟုတ်တကားတွေကိုဆွဲပိတ်လို့လည်းရပါတယ်။ထူးထူးခြားခြားအင်နာများဂျပန်နိုင်ငံရဲ့တန်းစင်ကွက်ဒါမှမဟုတ်အင်နာတွေဟာအစစ်မြေနီးပညာတွေနဲ့ပြည့်နှက်နေပါတယ်။ဒီခေတ်မီတဲ့အင်နာတွေဟာတခြားအင်နာတွေထက်သာလွင်လွင်းလာပါတယ်။ဘက်ဆိုက်စပရေးရေပူချိန်ကိုထိန်းကြီးတာတွေရေမိုးတွေနဲ့စင်ဆာဖြစ်တဲ့အတန်တွေထိပါလုံနိုင်နေဆိုတော့အစာရောကတော့နည်းနည်းလေးတော့အဆင်မပြေဖြစ်တတ်ပါတယ်။ဒါပေမဲ့ဒါတွေကိုရိုးရှင်းတဲ့ချက်လေးတွေနဲ့စီမံလို့ရနိုင်ပါတယ်။ ကမ္ဘာပေါ်မှာအကြီးဆုံးသောအိမ်နာထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Toto ဟာ2019ခုနှစ်မှာကန်ဒေါ်လာတန်း300လောက်ကိုအမြင့်ရခဲ့လောက်အောင်သူတို့တွေဟာဒီမူပိုင်ရထားတဲ့အိမ်နာတွေကိုတန်90ကျော်လောက်ထိရောင်းချနိုင်ခဲ့တာပဲဖြစ်ပါတယ်။အခုတော့ဂျပန်နိုင်ငံရဲ့80ရာခိုင်နှုန်းသောအိမ်တွေနဲ့80ရာခိုင်နှုန်းသောအိမ်တွေမှာဒီအဆင့်မြင့်ထားတဲ့ရေးစင်းစရာမလိုတဲ့အိမ်နာတွေကိုတက်ဆင်ထားကြပြီးဂျပန်နိုင်ငံရဲ့နေအောင်နှပြကအိမ်တွေ၊ဟိုတယ်တွေ၊ကုန်တိုက်တွေ၊ရထားဘူတာတွေနဲ့တခြားနေရာတွေမှာလည်းဒီရေးစင်းစရာမလိုတဲ့အိမ်နာတွေကို အများကြီးတွေ့ရပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့ဂျပန်လူမျိုးတွေကသူတို့ရဲ့အိမ်သားထဲမှာစက်ကူလေးပဲရှိရဘုံအမျိုးကိုပြန်မသွားကြတော့ပါဘူး။ဒီ smart toilet တွေဟာဂျပန်နိုင်ငံမှာဘယ်လောက်ထိများပြန့်နှံ့သွားလဲဆိုရင်တော့2018ခုနှစ်မှာဂျပန်နိုင်ငံရဲ့တန်ရှင်ရေးသုံးပစ္စည်းများစက်မှုလုပ်ငန်းအသင်းကနေနိုင်ငံသားတွေမရှုပ်ရလေအောင်အင်းသားခုံပေါ်မှာပုံလေးတွေနဲ့ခလုတ်လေးတွေကိုထည့်သွင်းပေးထားရပါတယ်။ဂျပန်အင်းသားတွေမှာထည့်သွင်းပေးထားတဲ့ auto hemi စက်ပစ္စည်းတွေကိုဂီတသင်္ကေတတွေနဲ့ခွဲခြားလို့ရှားနိုင်ပါတယ်။ မတ်သားတွေကိုအများသောတန့်စင်ကန်းတွေရဲ့နေရာတွေမှာကတ်ထားပြီးတော့တင်းစင်တွေပေါ်မူတည်ပြီးခလုတ်လေးတွေကိုနှိမ့်နိုင်ပြီးဒါမှမဟုတ်စက်ပစ္စည်းရဲ့ရှေ့မှာလက်ကိုဝေယံပြလိုက်ရုံနဲ့အသုံးပြုလို့ရနိုင်ပါတယ်။တကယ်လို့အတန်တွေထွက်မှာစိုးရင်လေတင်းတန့်စင်ကန်းသွားနေတဲ့အတန်တွေကိုဖုံးသားစေနိုင်တဲ့ရေဆွဲချတဲ့အခြေအနေတွေလည်းရှိပြီးတော့ဒီလိုတန့်စင်ကန်းမျိုးကိုသုံးရတာကတော်တော်လေးကိုတက်တောင်တက်တာရှိစေမှာပါ။ စတိုးဆိုင်ပြင်ပပိုင်းမှာလက်အဆောက်ခံဆက်ကိုတုံးနေတဲ့လူကိုကန့်သက်နိုင်တဲ့နီလန်းတွေတုံးနေအမေရိကန်နိုင်ငံမှာတော့ဒီဟိုတိုဟီမီကရိယာလေးကိုနဖျားလို့တောင်တင်စားချင်းခံရမှာအသေးကြပါပဲ။ဒါကတော့လွန်ခဲ့တဲ့နှစ်အတောအတွင်းအမေရိကန်ဈေးကွက်မှာတူတူကုန်ပစ္စည်းတွေရောင်းချနှုန်းမြင့်မားလာစေတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။ခိုတဲဆစ်စပွဲများဗဟိုပူပေးစနစ်နဲ့အေးအေးကာတဲ့နေရာတွေဟာဂျပန်အင်တွေမှာမရှိကြပါဘူး။ဒီလိုလိုအချက်တွေအစားတတတတရှိတဲ့ဒီလိုခိုတဲဆစ်စပွဲတွေကိုဂျပန်နိုင်ငံမှာအသုံးပြုကြပါတယ်။ ဒီလျက်စစ်စပွဲကုန်တွေနဲ့ဆောင်းလေးတစ်ထည်ရှိပြီးဆိုရင်အနည်းတက်လုံလောက်စွာနဲ့အေးခန့်နေတဲ့ဂျပန်ဆောင်းကိုတင်ဟာကျော်ဖြတ်လို့ရနိုင်ပါပြီ။ဒီလိုခုတဲစုစပွဲတွေကတသားကုန်တွေနဲ့ပြုလုပ်ထားပြီးဖူတွင်တာမှမဟုတ်ဆောင်းထူးထူးတစ်ထည်နဲ့ဖုံးထုတ်ထားပြီးတော့အလဲကောင်မှာတော့အပူပေးတဲ့ရင်းမြစ်ရှိတဲ့စပွဲတစ်ခုပဲဖြစ်ပါတယ်။နောက်ပြီးဒီလိုခုတဲစုတွေကိုဂျပန်နိုင်ငံမှာတော်တော်များများကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြပါတယ်။လက်တော့ပေါ်ပါများ။ အခုလိုအစာမစားခင်မှာဆိုနေရဲ့လက်တော့ပေါ်ဝါရီနဲ့လက်တော့ချင်းကိုတကပါလုံးမှာကျင်းသုံးနေကြတယ်ဆိုပေမဲ့ဒီအလေးချင်းကိုဂျပန်နိုင်ငံကစတင်ခဲ့တယ်ဆိုတာသင်သိပါသလားအဓိကအစားအစာကိုမစားခင်မှာဂျပန်ကစားသောက်ဆိုင်တွေကစားသောက်သူတွေလက်တော့ဖို့အတွက်ဂျပန်လိုအိုရှီပိုရီလိုခေါ်တဲ့ဒီလိုစုံနေတဲ့ပုံဝါတွေကိုစပွဲကုန်တွေပေါ်မှာထားပေးကြပါတယ်။ဒီဓလိဟာလူတွေအရန်ကိုသဘောကျကြတဲ့ဓလိဖြစ်ပြီးတော့ပုံဝါတွေကိုရာသီဥရုလိုက်အေးအေးခံထားပြီးသို့မဟုတ်အပူပေးထားကြပါတယ်။ က်ထုပ်ပေါ်ဝါရီအနေနဲ့အသုံးပြုလို့ရတဲ့အတွက်ကြောင့်တကယ်လို့လက်ထုပ်ဖို့လိုလာတယ်ဆိုရင်တော့ဒီပေါ်ဝါရီကိုအသုံးပြုဖို့ဝင်မလေးပါနဲ့ဂျပန်တွေရဲ့ရေဘူးရကျင်းဝတ်တွေကတော့ဒါရီကိုလုပ်ဖို့တားမြစ်ထားပါတယ်။ကျင်းသုံးရမယ့်ဇပွဲဝိုင်းကျင်းဝတ်တွေကဂျပန်ရင်ကျင်းမှုထုံနှံမှာတော့အများကြီးရှိပါတယ်။အစားအစာမစားခင်မှာအီတာတာခိမလို့ပြောရမှာကဂျပန်လူမျိုးတိုင်းလိုက်နာရမယ့်ကျင်းဝတ်ပဲဖြစ်ပါတယ်။ ဒီလိုပြောခြင်းအပြင်အစားအသောက်ကိုပြင်ဆင်ချက်ပြုတ်ပေးတဲ့စပိုမှုအပေါ်အဝင်ပါဝင်ပစ္စည်းတွေကိုစိုက်ပိုမွေးမြူထုတ်လုပ်ခဲ့တဲ့လူတွေနဲ့ပါဝင်ပစ္စည်းတွေကိုကိုယ်တိုင်ကျေးဇူးတင်တဲ့အနေနဲ့ပေါ်ပြလို့ရတဲ့နီလန်းပဲဖြစ်ပါတယ်။အီတာတာခိမဟာကျွန်တော်စားပါတော့မယ်လို့အတိတ်ပဲရပြီးတော့ဒီเจ้าရံနေပတ်သက်ပြီးတော့ပုံမြင်နေတဲ့တန်တာယူတွေလည်းအများကြီးရှိပါတယ်။ အားလုံးကြားရအောင်အီတာတာခီမန်လို့အော်ပြောခြင်းမပြုတာကိုတော့နားလည်လို့ရနိုင်ပေမယ့်တကယ်လို့တင်ဟာတစုံတရာရဲ့အိမ်ကိုဖိတ်ခေါ်ခြင်းခံခဲ့ရရင်တော့အင်ရှင်နဲ့စပေါ်မှုကြောင့်အီတာတာခီမန်လို့မပြောရင်တော့မရင်ကြီးရရောက်ပါတယ်။ခင်းချင်းပြသထားတဲ့စားစင်အတူများဂျပန်စားသောက်ဆိုင်တွေဟာစားသောက်သူတွေကိုဆွဲဆောင်နိုင်မို့နဲ့သူတို့စားသောက်ဆိုင်တွေမှာဘာတွေရနိုင်လဲဆိုတာကိုတင်ညာနိုင်မို့အတွက်သူတို့ရှိမှရနိုင်တဲ့အစားအသောက်တွေရဲ့ပုံစံတွေကိုအခုလိုပလတ်စတစ်တွေနဲ့ခင်းချင်းပြသထားပါတယ်။ ဒီပလတ်စတစ်တွေကဂျပန်ဆိုင်တရုတ်ဆိုင်နဲ့မိသားစုဆိုင်တွေရဲ့ပြတင်းပေါက်တွေမှာခင်ကျပြသထားတတ်ပြီးတော့အစားအသောက်ရွေးချယ်တဲ့နေရာတွေမှာအချိန်ကျန်ကြာနေရာတွေကိုလည်းကူညီဖြည့်ရှင်ပေးပါတယ်။ဘာသာစကားတက်မြောက်ကျွမ်းကျင်မှုမရှိတဲ့အစားသုံးသူတွေကိုလည်းဒါဟာကူညီရရောက်ပါတယ်။ဒါကြောင့်ဒီအလေးချက်တွေကနိုင်ငံတကာအထိပြန့်နှံ့သွားတာကတော့အံ့ဩစရာမရှိပါဘူး။ ဒီနှုတ်ဆက်ပြီးတော့နူညံ့တဲ့လက်ရာတွေကအများသောအားဖြင့်အင်းနွေးမှုလုပ်ငန်းတွေဖြစ်ကြပြီးတော့ဂျပန်နိုင်ငံရဲ့ယဉ်ကျေးမှုအဖြစ်85နှစ်တိုင်တိုင်အယိုးဆွဲနေပြီပဲဖြစ်ပါတယ်။ဒီကကန်ဆိုရှုခူင်းဆမ်ဘရာကပပါရှိဘရန်ရှာနာမည်ရှိတဲ့စားစရာတို့အယောင်ဆိုင်ဖြစ်ပြီးတော့အချက်ပြုတ်ပညာတွေကိုလေးစားတဲ့အနေနဲ့အစွဲပြုတ်ခေါ်ဆိုထားတာဖြစ်ပြီးတော့ကပပါရှိလမ်းမပေါ်မှာတည်ရှိလို့နေပါတယ်။အခုလိုသူတို့ခင်းချင်းပြသထားတဲ့နမူနာတွေကြောင့်ဆူရှီတွေလောက်ထားတဲ့ရေခဲမုံမီနူကိုတောင်မှဒီလမ်းမပေါ်မှာလွယ်လွယ်ကူကူရှာတွေ့နိုင်ပါတယ်။ကာတွန်းကော်ဖီဆိုင်များ Pokemon, Hello Kitty, One Piece, Sailor Moon, Doraemon တို့လိုနာမည်ကြီးရဇာတ်လမ်းတွေကကာတွန်းနဲ့စာကောင်တွေကိုအခြေခံထားတဲ့ကာတွန်းကော်ပီဆိုင်များပြားကိုလည်းတူတူနဲ့အခြားမျိုးကြီးတွေမှာတွေ့နိုင်ပါတယ်။ဒီကော်ပီဆိုင်တွေကအနမီကာတွန်းကိုဆွဲလန်းရိုးတတဲ့အိုတာခူတွေအတွက်တော့အိမ်မက်ကမ္ဘာဖြစ်ပြီးတော့ချင်ရတဲ့စာကောင်တွေရဲ့အရောင်နဲ့ပုံစံတွေကိုတူပပြီးတော့တခြားလေးလှဆင်ထားတဲ့ပအောင်မုံတွေဖြိုရီတွေပန်ကိတ်တွေနဲ့အခြားမုံတွေကိုလည်းရရှိနိုင်ပါတယ်။ တကယ်လို့တရားဂျပန်သွားရင်းနဲ့ဒီလိုကတွင်းခေါ်ပီဆိုင်ကိုတွေ့ရဆိုရင်တော့လက်လွတ်မခံဘဲစမ်းကြည့်လိုက်ပါလို့တိုက်တွန်းချင်ပါတယ်။ဘာလို့လဲဆိုရင်တော့တချို့တွေကအချိန်တော်အတွင်းမှာပဲဖွင့်ကြတာဖြစ်ပြီးတော့အချို့တွေကတော့တစ်နှစ်ပတ်လုံးမဖွင့်ကြပါဘူး။အန်နမီကတွင်းကနေစပြီးတော့ဗီဒီယိုဂိမ်းတွေအထိပါမျိုးစုံရရှိနိုင်တဲ့ဒီကအကီဟာဘာရက်ကိုတော့အိုတာခုတွေရဲ့အတိုင်ပုံဖြစ်အတိအမှတ်ပြုကြပါတယ်။ရာလန်နေနေကတော့အိုတာခုတွေကိုအဓိကပြတ်မှတ်ထားတဲ့စီးပွားရေးလုပ်ငန်းတွေလေးအများကြီးပေါ်ပေါက်လာခဲ့ပါတယ်။ ။အော်တာကိုယဉ်ကျေးမှုကတင်းဆိုင်မဟုတ်ဘူးဆိုရင်တောင်မှအမှားပြောစရာတွေအများကြီးကိုတင်ကြုံတွေ့ရနိုင်ပါတယ်။ဘာလို့လဲဆိုရင်တော့ဒီမှာထူးခြားပြီးစိတ်ဝင်စားဖို့ကောင်းတဲ့နေရာတွေနဲ့ပြည့်နှက်နေလို့ပါ။အနမီကတွင်ပြိသက်တွေကြားမှာအရန်ရီပန်းစားနေတာကတော့ဒီကဂန်းနန်ကဖေးဆိုင်ပဲဖြစ်ပါတယ်။ဒီဂန်းနန်ကဖေးဆိုင်ဟာဆိုရင်နာမည်ကြီးအနမီကတွင်ဖြစ်တဲ့မိုဘိုင်းစက်ကန်တန်ရဲ့နာမည်ကိုအတူခိုးထားတာပဲဖြစ်ပါတယ်။ဇက်ကောင်တွေဖြစ်တဲ့စက်ယုံတဲ့ဇက်ကောင်တွေကိုအခြေခံထားတဲ့ဖြော်ရည်တွေကိုလည်းဒီမှာရရှိနိုင်ပါတယ်။ ဒီကမီနူတွေကနာမည်ကြီးတာကတော့ coffee latte ပဲဖြစ်ပါတယ်ဒီ coffee latte ဟာအရသာ16မျိုးနဲ့လာပြီးတော့၃မျိုးကတော့အထူးခြားစာစံသစ်ထားတာဖြစ်ပြီးတော့ဒီမားရဲ့ screen ပေါ်မှာနေ store ဆိုင်တွေကအကသရှင်လိုပုံစံမျိုးကနေရာတွေမှာ Gundam Enemy cartoon ကိုကြည့်ပြီးတော့သုံးဆောင်နိုင်ပါတယ်ဒီလို coffee ဆိုင်တွေကပေါ့ပေါ့ပါပါအစားအစာတွေပဲရတတ်ပြီး ဒီကောင် make cafe ဆိုတဲ့ coffee ဆိုင်လေးကတော့ညပြလာတဲ့နေ့လယ်စာရီနဲ့ညစာရီကိုပါရွေးချယ်နိုင်ပါတယ်။အမေသားခင်ကတော့သူတို့ဆိုင်ရဲ့အထူးပွဲဖြစ်ပြီးတော့ဒီမှာထူးခြားတဲ့နေ့စဉ် mission တွေလည်းရှိလို့နေပါသေးတယ်။တကယ်လို့သင်ကအစားစာတွေအများကြီးစားနိုင်ရင်အမမဟုတ်မြန်မြန်စားနိုင်ပြီးတော့မရှင်တွေကိုအောင်မြင်အောင်လုပ်နိုင်မယ်ဆိုရင်တော့ဒီကမေးဝတ်စုံဝတ်ထားတဲ့စပွဲတို့ကောင်းပါလေးနဲ့အတူတူဓာတ်ပုံရိုက်ကူးကွင်းရရှိမှာပဲဖြစ်ပါတယ် တင်းကိုတင်စိန်ခေါ်ကြည့်စဉ်ဒါမှမဟုတ်တင်ဟာအစားအစာတွေအများကြီးစားနိုင်နေဆိုရင်တော့မြရှင်တွေကိုစမ်းလို့ကြည့်တင်ပါတယ်နောက်ထပ်သူတို့စီမှာရွေးချယ်စရာဘီယာမျိုးစားတွေလည်းအများကြီးရှိတဲ့အပြင်ဥရောပနိုင်ငံ၁၂နိုင်ငံလောက်ကတစိုက်တွေနဲ့ဘီယာမျိုးစားပေါင်း30ကျော်လောက်ကိုလေဒီမှာရရှိနိုင်ပါတယ်။ထူးခြားစံပြားဓာတ်ပုံတဲများဂျပန်နိုင်ငံကတော့အခြေခံကြေညာတွေကိုယူပြီးတော့ဤပညာအရာအအောင်ဆရာကောင်းတဲ့အရာတွေကိုတီထွင်ခဲ့ပါတယ်။ဒီတစ်ခါမှာတော့တာမန်ဓာတ်ပုံတဲလေးဟာ ကြီးကျယ်ခန်းသားရဲ့အစင်မြင့်ပူရီကူရာဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်။မိကက်အသားရည်အရောင်မျက်လုံးကျယ်တာဝေးကြတာနဲ့သားသောဖက်တွေရဲ့အကျိုးကျေးဇူးတွေနဲ့တင်ကြိုက်တဲ့နာမည်ကြီးဒါမှမဟုတ်ဂျိုသားရည်အဖြစ်ကိုပြောင်းလဲရှိုက်ကူလို့ရနိုင်ပါတယ်။ဒီလိုတိုးတက်လာတဲ့ဓာတ်ပုံအတွေ့အကြုံတွေကြောင့်တက်ဓာတ်ပုံတွေဟာအယောင်ဆုံးတဲ့စတေကာအဆုနဲ့ရက်ဆွဲတွေကို digital အနေအရထည့်ထားလို့ရနိုင်ပါတယ်။ဒီတပ်ပုံတွေကိုချက်ချင်း print ထုတ်နိုင်ပြီးတော့တငယ်ချင်းတွေနေမျှဝေတာအင်ကိုယူသားတာတွေကိုလှူဆောင်လို့ရနိုင်ပါတယ်။ ဒီကဘူရီကူရာဆက်တွေကိုတော့ကစားကွင်းနေဖန်းချန်တွေနဲ့အချို့သောနာမည်ကြီးငါးပြားတိုက်တွေမှာတောင်းတွေ့နိုင်ပါတယ်။စေကျော်သက်တွေမင်းကလေးငယ်တွေနဲ့အရွယ်ရောက်ပြီးသားမင်းကလေးတွေကြောင့်မှဒါဟာရန်ကိုရှိပင်စားလွှဲပါတယ်။ကမ္ဘာတဝန်းလုံးမှာလည်းကြော်ကြားလာတာကြောင့်1995ခုနှစ်မှာ Atlas Company ဟာ The Brand Glass Puricura စက်ပစ္စည်းကိုစတင်တီထွင်ခဲ့ပါတယ်။ဒီစက်ပစ္စည်းတွေကိုထုတ်လုပ်တဲ့ Atlas Company ဟာဒီစက်ပစ္စည်းတွေကို Brand Glass ဒါမှမဟုတ် Puricura လို့တရားဝင်နာမည်ပေးခဲ့ကြပါတယ်။ ဒါကဓာတ်ပုံတဲရီနဲ့ရဂူကာကီဆိုပြီးတော့ session နှစ်ခုရှိတဲ့စက်ပစ္စည်းပဲဖြစ်ပါတယ်ရဂူကာကီမှာတော့တင်းရတဲ့ပုံကိုစိတ်ဆိုင်ပြုပြင်နိုင်မှာဖြစ်ပြီးတော့ဒီမှာရှောင်းတွင်ပြင်အမျိုးမျိုးရှိတဲ့ဘောပင်တွေရှိပြီးတော့အသေးပုံ၊ကျဲပုံ၊တရိတ်ဆန်ပုံ၊မုတ်စိတ်မူရီ၊စပင်တုရီနဲ့အရုပ်ပုံတွေအများကြီးပါရှိတဲ့ဒစိကောင်းတွေအများကြီးလည်းရှိပါတယ်။ ညာတော်အပြင်တော့ခုလိုဓာတ်ပုံတွေမှာတကူးခုရေးဖို့ကိုအချိန်နည်းနည်းလေးပဲရတဲ့ကြပါတယ်။ဒါပေမဲ့တင့်အနေနဲ့အချိန်ယူပြီးဓာတ်ပုံတွေကိုကြိုက်သလောက်အချိန်ယူပြီးတော့ပြုပြင်လို့ရနိုင်ပါတယ်။ရာကူကာကီမှာပြထားတဲ့ဓာတ်ပုံတွေနဲ့ပစ္စည်းမှာပြထားတဲ့ဓာတ်ပုံတွေကအရန်ကိုအရေးသွေးကောင်းပြီးတော့ စပစ်စီတွေပေါ်မှာတင်းတပ်ပုံတွေပေါ်လာတဲ့ TV ဖန်သားပြင်ပေါ်မှာစိုက်သလောက်ပြုပြင်ယူလို့ရပါတယ်။နောက်ထပ်ဒီကစပစ်စီတွေအလိုက်ပုံထဲမှာတင်းမြန်လုံးကိုပိုကြည့်အောင်လုပ်နိုင်တာခြေထောက်ကိုလည်းပိုရှိပိုတော်အောင်လုပ်နိုင်တာနဲ့သင်္ခဏာကိုကိုပိုပြီးတော့သင်းငယ်အောင်လုပ်တာနဲ့ပင်လီပုံပေါအောင်လုပ်တာသစ်ဆန်သားတွေကိုပိုပြောပြောင်းပြီးတောက်ဖကလို့ဖြစ်နေအောင်လုပ်တာနဲ့အသားယူတွေကိုလည်းပိုဖြူသွားအောင်ဒီမှာလုပ်လို့ရနိုင်ပါသေးတယ်။ဒီအဖက်တွေကိုသင်ပလောင်များများလိုချင်တယ်ဆိုတဲ့အပေါ်မှာလည်းရွေးချယ်လို့ရနိုင်တယ်လို့မလိုချင်ဘူးဆိုရင်လည်းအကုန်လုံးကိုဖျက်ပြစ်လိုက်လို့ရပါတယ် တကယ်လို့ဒီမှာသင်္ကာတီးဖြတ်ပြီးသွားရင်ဆိုရင်တော့ဆက်ကသင်ရဲ့ email လိပ်စာကိုတောင်းပါလိမ့်မယ်။သင် email ကိုဝင်လိုက်မယ်ဆိုရင်တော့ဆက်ကသင်ပုံတွေရဲ့ digital version ကိုသင်ပုံထဲကိုပို့ပေးမှာပဲဖြစ်ပါတယ်။အဲဒီလိုဆိုရင်တော့သင်ဟာသင်ရဲ့ query pura အထွေကြောင့်ကိုသင်ရဲ့ social media မှာလွယ်လွယ်လေးနဲ့မျှဝေလို့ရနိုင်မှာပဲဖြစ်ပါတယ်။အပြာရောင်မီးပွိုင်များဂျပန်နိုင်ငံမှာဆိုရင်တော့မီးပွိုင်ရဲ့အနေရောင်မီးမှာ driver တွေကကားချက်ရပြီးတော့အပြာရောင်မီးဆိုရင်တော့အစာမောင်းကြရပါတယ်။ ူတို့ရဲ့အအောင်ဆိုတဲ့စကားလုံးကအင်္ဂလိပ်ဘာသာမှာဆိုရင်တော့အပြာရောင်လို့အဓိပ္ပာယ်ရပြီးတော့အပြာရောင်နဲ့အစင်းရောင်ကိုဖော်ပြခြင်းတဲ့နေရာမှာအသုံးပြုကြပါတယ်။ဘာဖြစ်လို့လဲဆိုရင်တော့ရှီခိဂျပန်ဘာသာစကားမှာအစိမ်းအောင်နဲ့အပြာရောင်ကိုခွဲခြားနိုင်ဖို့နေရောင်ကြားမှာကွဲပြားချက်နည်းနည်းလေးပဲရှိနေခဲ့လို့ပါပဲ။နပီမီတိုရီလို့ခေါ်တဲ့စကားလုံးကိုအစိမ်းအောင်ဖြစ်ပေါ်ပြဖို့ရှီခိဂျပန်တွေကအသုံးနေကြတယ်ဆိုပေမယ့်ရှီခိရင်ကျေးမှုထုံတမ်းတွေကတော့အကျန်ရှိနေပါသေးတယ်။ ဒါဟာဒီကမီးဖွိုင်းစနစ်တွေမှာတော့အတိသားဆုံးပါပဲ။နိုင်ငံတကာကချမှတ်ထားတဲ့ရင်းစည်းကမ်းတွေကိုလိုက်နာထားပေမဲ့လေဂျပန်နိုင်ငံရဲ့အစိမ်းအောင်အချက်ပြမီးဟာအပြာရောင်နဲ့အရန်ကိုဆင်တူလို့နေပါတယ်။မှာအူဆောင်တက်ဆင်လိုက်တဲ့မီးဖွိုင်းရဲ့ဥရေအရာမီတိုရီလို့ခေါ်တဲ့အစိမ်းအောင်ရှိခဲ့ပေမဲ့အဲ့ဒီချိန်တော့ကပုံနေထုံဝီထားတဲ့အစာဆောင်တဲ့တူဦးချင်းစီကအစိမ်းအောင်ချက်ပြမီးကိုအပြာအောင်စီခွက်ပြစတင်တင်စားခဲ့ကြလို့လူတီများတဲ့အချက်ကိုလိုက်ပြီးအခုလိုအစိမ်းအောင်ချက်ပြမီးကနေအပြာအောင်ချက်ပြမီးကိုတရားဝင်စတင်ပြောင်းလဲထားတာပဲဖြစ်ပါတယ် ဈေးကြီးတဲ့အသီးများဂျပန်နိုင်ငံရဲ့နာမည်ကြီးလေးရောင်ပုံစံဖျဲသီးရဲ့ဈေးကမမောင်15000တောင်မှမဟုတ်ဒေါ်လာ140ပတ်ဝန်းကျင်ရှိလို့ဈေးချိုတဲ့အသီးနာမဟုတ်ပေမဲ့ဒါကဈေးကြီးတဲ့အသီးနာတွေအစားပဲရှိပါသေးတယ်။ဒီကဂျပလက်ဖျဲသီးကိုတော့ရန်ပေါင်း635000အမေရိကန်ဒေါ်လာ6000လောက်ဈေးရှိပြီးတော့ဒါပင်မောင်ဘောလုံးအရွယ်စားရှိတဲ့ရူရီရိုမန်စပစ်သီးတွေကတော့ရန်ပေါင်း4000အမေရိကန်ဒေါ်လာ365ဒေါ်လာလောက်အထိကိုဈေးရှိပါသေးတယ်။ ဒီကဒေတာကန်လေသမားတွေဟာသူတို့ရဲ့စီရင်စုတွေကိုဂုံယူနိုင်အောင်လို့မားရဲ့အသီးနှံတွေကိုစိုက်ပျိုးဖို့အကြံဉာဏ်ရလာခဲ့တာကနေစပြီးတော့ဒီလိုဈေးကြီးတဲ့ဂျပန်အသီးနှံတွေဟာပေါ်ပေါက်လာခဲ့တာပါဒီလိုအသီးနှံတွေကိုတည်တည်ချာချာလေးပြုစုရဖို့အတွက် သူတို့ကအစွမ်းကုန်ကြိုးစားကြပါတယ်အဲ့ဒီမြန်မာရှင်ရဲ့အသီးတလုံးကိုစိတ်ရောကိုယ်ပါနှိပ်ပြီးတော့ပြုစုရအောင်ပြီးတော့လိုအပ်ကြအကုန်လုံးကိုဖြည့်ဆည်းပေးတာခလေးမွေးတယ်လို့မျိုးကိုမွေးကြရပါတယ် အဲ့ဒါကြောင့်ဒီကလေသမားတွေရဲ့လောအားခါတွေအတွက်ကြောင့်ဒီရှားပါတဲ့သီးနှံတွေကဈေးလွန်ကြီးနေရတာပဲဖြစ်ပါတယ်။ဒုတိယအနေနဲ့ကတော့တချို့သီးသီးတွေဟာရှားသီးအလိုက်ဖြစ်ထွန်းကြပြီး strawberry နဲ့ပန်းသီးတွေကစားရသီးကအသီးနှံဖြစ်ပြီးတော့ခရဲသီးတွေနဲ့တခြားသွားသီးတွေကတော့နွေရသီးနဲ့ပတ်သက်ဆက်နွယ်လျက်ရှိပါတယ်။ဒီသီးသီးတွေကရှားသီးအလိုက်ဆိုတော့ဈေးတော်ကြီးနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့စူပါမားကတ်တွေနဲ့ကုန်တိုက်တွေမှာဝယ်ယူလို့ရနိုင်ပြီဆိုတာနဲ့တပြိုင်တည်းလူတွေကအလို့ရလာရောက်ဝယ်ယူကြလို့ပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာဆိုရင်တတိဝလံတွေကိုအစင်မြင်တဲ့လက်ဆောင်ပစ္စည်းအဖြစ်နဲ့ယူဆကြတာကြောင့်ချင်းရသူတွေနဲ့စီးပွားဘက်တွေကိုသူတို့ရဲ့ကျေးဇူးကိုဖော်ပြတဲ့အနေနဲ့ဒီလိုအသီးနှံတွေကိုပေးကြလိရှိပါတယ်။ဒီထွက်ကြောင့်ဂျပန်လယ်သမားတွေဟာဒီရင်ကျေးမှုထုံတန်းကနေအမြတ်အများကြီးရတဲ့အသီးနှံတွေကိုစိုက်ပျိုးဖို့ဆရာထက်တန်နေကြတာပဲဖြစ်ပါတယ်။ ဂျပန်လာသမားတွေရဲ့အကြံစီဖန်တီးခြင်းနဲ့တည်တွင်ကြဆခြင်းကိုလိုက်ပြီးတော့ဖရဲသီးတွေကိုဒီမှာပုံစံမျိုးမျိုးအရွယ်အစားမျိုးမျိုးနဲ့စိုင်ပြူကြပါတယ်။တကယ်လို့လေးတောင်ပုံနဲ့အသေးပုံဖရဲသီးတွေကိုဆိုရှယ်မီဒီယာမှာတွေးခဲ့ရင်တော့ဒီဖရဲသီးတွေကိုဆန်ဆူဂျီဖရဲသီးလို့ခေါ်တယ်ဆိုတာကိုသတိရလိုက်ပါ။ဘာဖြစ်လို့လဲဆိုရင်တော့ဒီဖရဲသီးကိုဆန်ဆူဂျီမျိုးကခါခါဝါမှာစိုင်ပြူခဲ့လို့ပဲဖြစ်ပါတယ်။ဒီကူမာတော်မုံဖရဲသီးတွေဟာလေတလုံးကိုဂျပန်ယန်တသောင်းလောက်အထိဈေးရှိပါရဲ့ရှင်။စပားကင်းပက်ကြီးများ စဘာကင်းတွေကိုရေးဆွဲပုံဖော်စင်းကအင်နာကာတာကျဲမြို့မှာနာမည်ကြီးပြီးတော့ဇွန်လနဲ့အောက်တိုဘာလကြားမှာပြသလေးရှိတဲ့တဘာဝအမှုပညာပဲဖြစ်ပါတယ်။ဒီပြပွဲတွေကိုတော့1993ခုနှစ်မှာစန္ဒစိတ်တခုအတွက်ကြော်ညာဖို့အသုံးပြုခဲ့ပြီးတော့အပေါ်ကနေကြည့်ရင်အခုလိုပုံလေးဖြစ်လာစေဖို့အတွက်အရောင်းနေပါတဲ့စမားစေတွေကိုစိုက်ပျိုးထားတာပဲဖြစ်ပါတယ်။အဲ့ချိန်ကနေစပြီးတော့ဒီရိုးရာကိုချစ်မြတ်နိုးသူတွေများလာခဲ့ပြီးတော့မာရီလန်မော်ရိုဂေါ်စီလာ Star Wars တွေလိုပုံမျိုးတွေကိုဒီမှာအသေးစိတ်ကြကြပုံပေါ်လာကြပါတယ်။ဒီလို Rice Patty အားလုံးခေါ်တဲ့စပားခင်းပကြီးတွေဟာဂျပန်နေအတွက်တော့သူတို့ရဲ့မြေတွေကိုကောင်းစွာတုံးချနိုင်မယ့်လှပပြီးစံသစ်တဲ့နီလန်တစ်ခုပဲဖြစ်ပါတယ်။ နောက်ထပ်လေဂျပန်လိုတာနာတာလို့ခေါ်တဲ့လေကရစ်စိုက်ပျိုးရေးဟာနိုင်ငံရဲ့အဓိကစားသောက်ကုန်ဖြစ်တဲ့စပားစိုက်ပျိုးရိတ်သိမ်းမှုရာစုနှစ်များစွာကြာသုံးလာခဲ့တဲ့နိလမ်းပဲဖြစ်ပါတယ်။နေရာအကျယ်ဝန်းနဲ့အပင်ကြီးထွားမှုတွေမှာပြဿနာရှိနေတတ်ပေမဲ့ဂျပန်နိုင်ငံရဲ့လေကရစ်စိုက်ပျိုးရေးကအစားအစာတွေကိုပေးယုံတာမကအသက်ရှူမလာအောင်ကိုလှပတဲ့ရှူခင်းတွေကိုလည်းပေးလို့နေပါသေးတယ်။နောက်ဆုံးမော်ကစ်ကက်ဝေဖာများကစ်ကက်ဝေဖာတွေဟာတစ်ကမ္ဘာလုံးမှာပုံမှန်တွေ့ရပြီးတော့ကြိုကြားနေပေမဲ့ ဂျပန်မှာတော့ဘေးမှာမှရှာမတွေ့နိုင်တဲ့ထူးဆန်းပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့အရသာတွေအများကြီးကိုတီထွင်စမ်းသပ်မှုတွေနဲ့ဖန်တီးထားတာပဲဖြစ်ပါတယ်။ဒီကလက်ဖက်ဆိုင်ကိကဝေပါဟာတင်းစိတ်ကူထဲမှာချက်ချင်းကြီးပေါ်လာခဲ့တယ်ဆိုရင်တောင်မှဒီအရသာဟာအခုမှအစပဲရှိပါသေးတယ်။ဒိန်ဂျင်ဝါဆာဘီဆူကီပဲမန်ဂျူးချီစကိတ်ပန်ဒီပူတင်တွေစာကေရတာတွေနဲ့တခြားပုံမှန်အရသာမဟုတ်တဲ့ကိကက်ဝေဖာတွေလည်းအများကြီးရှိနေပါသေးတယ်။ 1983ခုနှစ်မှာ KitKat ကိုဂျပန်နိုင်ငံကစတင်ထုတ်လုပ်ခဲ့ပေမယ့် KitKat ကိုပိုင်တဲ့ Nestle ကုမ္ပဏီကထုတ်ခွန်ကိုအစင်းမြင့်လိုက်ပြီးတော့ Strawberry ရသာ KitKat ဝေဖာကို Hokkaido Racy စတင်မိတ်ဆက်ပေးခဲ့ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်အဲ့ဒီချိန်တုန်းကလည်း Strawberry ကိုစတင်ဆွေးခွေးတဲ့ရာသီဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်ကနေစပြီးတော့ Nestle Company ဟာဂျပန်နိုင်ငံရဲ့လက်ဆောင်ပေးတတ်တဲ့ထုံးနှံကိုလိုက်ပြီးတော့အစင်းမြင့်ခဲ့တာကြောင့် KitKat ဝေဖာတွေဟာအဲ့ဒီအချိန်ကနေစပြီးတော့နာမည်ကြီးလာခဲ့ပါတယ်။ ဂျပန်မှာဆိုရင်တော့ထူးခြားတဲ့ရတာတွေနဲ့ကိတ်ကန့်ဝေဖားတွေကိုစားသုံးသူတွေရဲ့အကြိုက်ကိုလိုက်ပြီးတော့ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။နှစ်ပေါင်း20လောက်မှာတော့အရသာပေါင်း200ကျော်လောက်ကိုတီထွင်ခဲ့ပြီးတော့နှစ်တိုင်းမှာအရသာပေါင်း40လောက်ရရှိနိုင်ပြီးအရသာပေါင်း20ကနေ30အထိအလဲကျထုတ်လုပ်ခဲ့ပါတယ်။နောက်ထပ်ဂျပန်နိုင်ငံမှာအရောင်းကိုထူးခြားတဲ့လက်ဖက်စင်ရမျိုးပေါင်း10မျိုးလောက်ကိုရှိလို့နေပါသေးတယ်။ ဂျပန်ရိုးရာအရသာဖြစ်တဲ့ဂျပန်ရိုးရာအရအရသာဆန်အရဇီးသီးဝိုင်ဒင်းချင်းဝိုင်နဲ့ဂျူးဆူဝိုင်တို့ကနာမည်ကြီးလာခဲ့ပြီးတော့ဒီထက်ပိုပြီးများပြားတဲ့အရသာတွေကိုလည်းထုတ်လုပ်လျက်ရှိပါတယ်ထူးခြားသောအရောင်းဆက်များ ဂျပန်နိုင်ငံမှာဆိုရင်အယောင်ဆက်ပေါင်း၄သန်းလောက်ထိရှိပါတယ်။အများစုကတော့ဆိုဒါဘူးရီနဲ့ကော်ဖီတန်မူးတွေကိုတင်ရောက်ကြပြီးတော့ဇက်ကောင်ရုပ်ထုလေးတွေ၊ထီးတွေ၊စွပြုတ်တွေ၊နွားနို၊အနမီကာတွင်ထုတ်ကုန်တွေ၊ဘီယာစီးကရက်တွေနဲ့တခြားပစ္စည်းတွေကိုတင်ထားတဲ့အယောင်ဆက်တွေလည်းများစွာရှိပါတယ်။ တိယအချက်အနေနဲ့ဂျပန်နိုင်ငံရဲ့ဘေးနေရာမှာမဆိုးထူးခြားတဲ့ရောဂါဆက်တွေကိုမြင်တွေ့ရမှာဖြစ်ပြီးတော့ဘာရီယာနိုင်လဲဆိုတာကိုသင်ကြည့်တဲ့မှာ ਈ တောင်ဆီယာရီများစုရဲမှာတော့ရေကော်ဖီဆိုတာနဲ့ဖြော်ရည်တွေပဲရှိနေတတ်ပေမဲ့တချို့ရောဂါဆက်တွေမှာတော့တင်မမထားတဲ့ပစ္စည်းတွေဥပမာ ပြန်မှုဂုံးရင်ချို့ပစွန်ဟင်းရည်နဲ့အိန္ဒိယဟင်းရည်အချို့တောင်ဒီမှာရရှိနိုင်ပါတယ်။စားရတဲ့ရောင်ရှိလာရင်ပူပူနွေနွေတောင်ဆီယာရီကိုလည်းဒီရောဂါဆက်တွေကနေဝယ်ယူရရှိနိုင်ပါတယ်။ ထူးချောမကြသေးခင်ကပဲအီဂေထားရဲ့ရာမန်ဖတ်ထုတ်တွေခောက်ဆွဲရရရှိနိုင်တဲ့ရောင်းဆက်ကိုလေးမိတ်ဆက်ပေးခဲ့ပါတယ်။ဒါကဘာကောမှအထင်အဆန်းတော့မဟုတ်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့အရင်ကခောက်ဆွဲဖို့အရောင်းဆက်တွေလည်းရှင်းနေနေပြီးသားကြောင့်ပါပဲ။အရင်နှစ်တွေတုန်းကတည်တည်အရောင်းဆက်တွေဟာအများစုအားဖြင့်ပလတ်စတစ်နဲ့ပတ်ထားတဲ့ငပြောသည်နက်နက်သီးတွေကိုလည်းရောင်းတတ်ကြပြီးတော့လှီးထားတဲ့ပန်းသီးအရောင်းဆက်တွေကဒီမှလိုသည့်များလာခဲ့ပါတယ်။ တချို့သောရောင်စက်ပန်ရှင်တွေကမုံတွေနဲ့ဖြိုရီတွေကိုအတူတူရောင်ချဖို့အတွက်ဆုံးဖြတ်ထားတတ်ကြပါသေးတယ်။ရူရူကာရာယာရူရူကာရာယာလို့ခေါ်တဲ့ဒီကဂျပန်လက်ကောင်လေးတွေဟာမြို့နိုင်ငံနိုင်ငံခြားသားခီးသွားရနေရတွေကွန်ပျူစီတွေနဲ့တခြားရာတွေကိုကြောင်ကြောင်ပေးတာဖြစ်ပြီးတော့ဒါတွေကိုဂျပန်တနိုင်ငံလုံးမှာတွေ့မြင်ရနိုင်ပါတယ်။ဒီမှာတော့အခုလိုချစ်စရာကောင်းပြီးရေစင်းစရာကောင်းတဲ့ဂျပန်လက်ကောင်လေးတွေကနေစပြီးတော့ထူးဆန်းတဲ့လက်ကောင်တွေအထိအများကြီးရှိပါတယ်။ န်အက်ကေလက်ကောင်ဒိုမိုကွနဲ့ခူမာမိုတိုရဲ့ခူမာမွန်တို့ကိုတကဘာလုံးကတီးကြပြီးတော့ဒါရီကလူသီးများထင်ရှားဆုံးသောယူယူကာရာရှာတွေပဲဖြစ်ကြပါတယ်။သူတို့ဟာပေါက်ကရတွေလောက်ကြပေမဲ့သူတို့ရဲ့ပါပွားနဲ့ချမ်းသာမှုကိုတော့အထင်သေးလို့မရပါဘူး။ဘာလို့လဲဆိုတော့နှစ်နှစ်အတွင်းမှာပဲဒီကခူမာမိုတကောင်တွေကခူမာမိုတို့ခုရန်မောင်124တသမ4ဘီလီယံနဲ့ချီပြီးတော့ဝင်ငွေရှာပေးနိုင်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ထူးထူးခြားခြားရထားများ ဂျပန်နိုင်ငံကခင်မလို့ခေါ်တဲ့ဇာတ်တွေကတော့ခီးသွားဖို့စိတ်တော်တော်လေးလှုပ်ရှားစေပါတယ်ဒီမှာလှဆင်တဲ့ဒီဇိုင်းတွေနဲ့နာမည်ကြီးတဲ့ဇာတ်ကောင်တွေကိုပုံဖော်ထားတဲ့ကြပြီးတော့ဒီကထော်ရီရူရူစာပါယထားကတော့ရှောင်းလန်းတွေနဲ့လပါရရှုမျော်ကွင်းတွေကိုကြည့်ရှုနိုင်ဖို့ပြတင်းပေါက်တွေပါထည့်ထားပေးပါတယ်ဖူကူရှိမားနဲ့ရာမာကတာကိုတော့စီးစိမ်အပြင်နဲ့စီးနှင်းနိုင်ပြီးတော့ ဒီကဂမ်မင်ရှင်ခန်းဆန်းဘူတာကတော့နာကာတာရဲ့ရှုမျိုးကင်းတွေကို အတူတူပြီးရွေးဆွဲထားတဲ့နာမည်ကြီးအမှုပညာရှင်တွေရဲ့ဥပညာလက်ရှာတွေနဲ့ပြည့်နှက်နေတဲ့ဘူတာပဲဖြစ်ပါတယ်။မိဖို့ကစားခွင်ခေါတာစုစပွဲတွေလိုပြင်ဆင်ထားတဲ့ယထာတွေအစားအသောက်တွေကိုမှာယူလို့ရတဲ့ယထာတွေစာခီမီးကြီးလို့ရတဲ့ယထာနဲ့အမိုးပွင့်ယထာတွေအထိဒီမှာယထာပုံစံမျိုးစုံကိုတွေ့နိုင်ပါတယ်။တခြားနာမည်ကြီးအနမီဇက်ကောင်တွေကိုအခြေခံထားတဲ့ယထားတွေလည်းဒီမှာအများကြီးရှိပါသေးတယ် မီကာတာမားဆိုရင်တော့ကြည်စံယထာကနေအနုပညာယထာအဖြစ်ပြောင်းထားတဲ့ဂမ်မီရှင်ခန်းဆန်ယထာကိုစမ်းစီးကြည့်တင်ပါတယ်နောက်ထပ်နီကာတာကနခါဝခါမီရှူမီပန်ပွဲတော်ကခန္ဓာကြီးကျယ်ရဲ့ပြင်ဆင်တွေကြောင့်ယထာရဲ့မျက်နှာစာမှာတင် တော်တော်လေးကိုအထင်ကြီးဖို့ခေါင်းပါတယ် နာမည်ကြီးနုပညာရှင်တွေရဲ့လာပါရေးနုပညာတွေကိုအနီမေရှင်အဖြစ်ပြန်ပြောင်းထားတာကိုလေဒီအထားတွေမှာတင်ကိုယ်တိုင်နီနီကကက်ကြည့်လို့ရနိုင်ပါသေးတယ်ဒီမှာဆင်းရှော့လိုက်ပြီးတော့နားနေကမ်းမတောင်မရနိုင်တဲ့အီဇန်နဲ့လီတူရဲ့ထိတွေ့ကိုခန်းစားကြည့်လိုက်ပါအဲ့ဒါတွေအပြင်ကလေးတွေအတွက်ယထာပုံစံငယ်လေးနဲ့စော်ကစားနိုင်တဲ့ကစားကွင်းရှိပြီးတော့တင်ကလေးတွေစော့နေတာကိုခွင့်ပြုပေးလိုက်ပြီးတင်ကနီကတာရဲ့နာမည်ကြီးစူပါမိတ်ကော်ဖီကိုစိမ့်ကြားကြားနဲ့တောက်နိုင်တာထက်ဘာကပိုကောင်းနိုင်မအောင်လဲရှင် ရန်ဒိုဆဲရုကျော်ဖို့အိမ်များဂျပန်မူလာရန်ចောင်းသားတွေဟာចောင်းသားចောင်းမြန်ခီးလမ်းမှာစစ်စရာကောင်းပြီးအသုံးဝင်နေဒီလိုရန်ဒိုဆဲရုကျော်ဖို့အိမ်လေးတွေကိုလွှဲကြရပါတယ်ဒီကျော်ဖို့အိမ်တွေကိုတရေရေနဲ့လှူထားတာကြောင့်ဈေးကတော့အရန်ကြီးပြီးမူလာရန်တက်နေစဉ်တစ်လျှောက်6နှစ်လောက်အထိကိုဒါရီဟာတာရှိခံကြပါတယ် သူကချစ်စရာကောင်းတဲ့ပုံစံလေးရှိနေပြီ။ခေတန်းတော့ဒီကျောပိုးအိတ်တွေဟာ1603ခုနှစ်ကနေပြီး1668ခုနှစ်တုန်းကဥရောပကျောပိုးအိတ်ပုံစံကိုအတူယူထားပြီးတော့အီရိုခေတ်ကစစ်တပ်မှသုံးတဲ့ကျောပိုးအိတ်လိုမျိုးပဲဖြစ်ပါတယ်။တကယ်တမ်းတော့ Rhinoceros ဆိုတဲ့စကားလုံးဟာကျောပိုးအိတ်လိုအတိတ်ပဲရတဲ့ Ramses ဆိုတဲ့ Dutch စကားလုံးကနေစဉ်သက်လာခဲ့တာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါရှင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအခုလိုမျိုးဘူသူတာရဆရာဗီဒီယိုတွေနဲ့ထူးခြားဆက်မြောင်းတဲ့ဗီဒီယိုတွေကိုမားရဲ့ channel လေးမှာအမြဲတမ်းဆက်ပြီးသွားမှာဖြစ်လို့ channel လေးကို subscribe လုပ်ပြီးတော့စောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါတယ်ရှင်